ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါれနှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ကျင်ခွန်အားယူဖို့ရန်အတွက်ရှင်ဟောခရစ်ဝင်အခန်းကြီး73အပိုင်ငယ်74ငါသည်သခင်ဖြစ်လျက်အရှင်ဘုရားဖြစ်လျက်နှင့်သင်တို့၏ခြေကိုဆေးလင်သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်ကျော်ဒီနှုတ်ကပတ်တော်ကတော့သခင်ရှုတပည့်တော်တွေနဲ့နောက်ဆုံးသောညသာစာပွဲမှာတပည့်တော်တွေရဲ့ခြေကိုဆေးခဲ့တဲ့ဖြစ်ရဖြစ်ပါတယ် ဒီနောက်ဆုံးသောညသာစားပွဲကတော့ဂျူးတွေရဲ့ပတ်သက်ခါပွဲစားသုံးခြင်းဖြစ်ပါတယ်။တို့ရတွင်အဲ့ဒီပတ်သက်ခါပွဲရနေပြီးတော့သခင်ဖျားရဲ့ညသာစားပွဲပွဲတော်မြင်္ဂလာကိုပြောင်းသွားပါတယ်။ပထမတော့ပတ်သက်ခါပွဲစားနေတာပဲ။တို့ရတွင် စားလျက်နေကြစဉ်တွင်မုံကိုယူပြီးတော့ကျေးဇူးတော်ချီးမွမ်းနေ။ဒါမင်းတို့အတွက်ချိုးဖွဲတယ်ငါရဲ့ကိုခန္ဓာဖြစ်တယ်။ခွက်ကိုယူပြီးတော့ကျေးဇူးတော်ချီးမွမ်းနေ။ဒီစပြည့်ရေကငါသွန်းနဲ့ငါရဲ့အသွေးဒါကိုပုံဆောင်နေ။ ဒါကြောင့်မို့မင်းတို့ယူပြီးတော့စားပါယူပြီးတော့တောက်ပါငါ့ကိုအောင်းမွေးဖို့ရန်ဤတို့ပြုကြပါလို့သခင်ဖျားက တပည့်တော်တွေနဲ့နောက်ဆုံးသောညသာစားပွဲကိုကျင်းပခဲ့ပါတယ်အဲ့ဒီမှာသခင်ရှုကတပည့်တော်တွေရဲ့ခြေကိုဆေးပေးတယ်တပည့်တော်တွေရဲ့ခြေကိုဆေးပေးတယ်ဆိုတဲ့အတိတ်ပဲကသခင်ရှုကနှိမ်ချခြင်းရဲ့ပုံစံကိုသင်ပေးခဲ့ခြင်းဖြစ်ပါတယ်သူမရှိတဲ့နောက်ပိုင်းမှာအချင်းချင်းတို့ရဲ့ခြေကိုဆေးပြီးတော့ တယောက်နဲ့တယောက်နဲ့နှိမ့်ချစွာနဲ့နှိမ့်ချခြင်းစိတ်တော်နဲ့ဆက်ဆံမှုရအတွက်သခင်ဖျားကသင်ပေးခြင်းဖြစ်ပါတယ်။သူက သခင်ဖြစ်လျက်အရှင်ဖျားဖြစ်လျက်မင်းတို့ရဲ့ခြေကိုဆေးရင်မင်းတို့ကအချင်းချင်းတို့ရဲ့ခြေကိုဆေးရမယ်။ယေရှုခရစ်တော်ဖျားကဖျားဆင်စစ်ဖြစ်လျက်ပင်ဒီနေ့တပည့်တော်တွေရဲ့ခြေကိုဆေးခဲ့ပါတယ်။အတိတ်ဘယ်ကတော့သခင်ရှုကနှိမ့်ချစွာနဲ့ပုံသက်တည်ပြခဲ့တယ်။ တပည့်တော်တွေကလည်းအချင်းချင်းနှိမ့်ချခြင်းရဲ့ပုံသက်တွေနဲ့ဒီလောကကြီးထဲမှာ သူမရှိတော့တဲ့အချိန်မှာအချင်းချင်းနှိမ့်ချခြင်းနဲ့ဆက်အသက်ရှင်ဖို့သခင်ရှုကပုံသက်တွေပြခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့သခင်ရှုရဲ့သဘောတဘာဝသည်သခင်ရှုရဲ့ပြရုပ်သည်နှိမ့်ချခြင်းပဲဖြစ်ပါတယ်။စာတန်အင်မတန်မှလိုချင်တဲ့ကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးတော့ဒီလောကကိုလူစားတိခံပြီးတော့လူသားအားလုံးရဲ့အပြစ်အတွက်လောကကတိုင်မှာအသိခံဖို့ဆင်းကြွလာတယ်။ဆင်းကြွလာတာတော့မ ဟိုးအနှိမ့်ကြဆုံးနွားစခွက်မှာသခင်ရှုကတိတ်ထားခြင်းကိုခံပြီးတော့နွားတင်းကုန်မှာမွေးဖွားခဲ့ပါတယ်။ဒါကြောင့်မို့သခင်ရှုကနှိမ့်ချခြင်းနဲ့ပဲအမှုတော်လုပ်ငန်းကိုစတင်တယ်။ကယ်တင်ခြင်းလုပ်ငန်းကိုစတင်တယ်။လောကမှာအသက်ရှင်တဲ့အခါမှာလည်းနေစရာအတိကြတော့မရှိပါဘူး။မြေခွေးဆိုတဲ့တိရစ္ဆာန်မှာတော့တွင်းရှိတယ်နေစရာ။ငှက်မှာတော့မှနေစရာအသက်ရှိတယ်။လူသားမှာကောင်းချစရာတော့မရှိဘူးဆိုပြီးတော့သခင်ရှုကမိန့်ခဲ့ပါတယ်။မွေးလာတော့ကလည်း မွေးဖွားဖို့နေရာမရှိဘဲနဲ့ဟိုးနွားတင်းကုန်းမှာမွေးဖွားခဲ့တယ်နှိမ့်ချခြင်းရဲ့ပုံသက်တွေကိုပြခဲ့တယ်အသက်ရှင်တော့လဲနေစရာအတိအကျတော့မရှိဘဲနဲ့သခင်ရှုကလောကမှာနေတဲ့ခါမှာအဆင်ပြေသလိုဘာမှအတိအကျကြီးကျယ်ခမ်းနားစွာအသက်မရှင်ခဲ့ပါဘူးတည်တော့လဲတင်းချိုင်းကမရှိပါဘူးတည်တဲ့ခါမှာအရိမသည်မြို့သားရောသက်ပိုင်တဲ့တင်းချိုင်းမှာတကြူခဲ့ရတယ်သခင်ရှုမှာပိုင်တာဆိုလို့ဘာတစ်ခုမှမရှိခဲ့ဘူး ဘာလို့အဲ့လိုနေခဲ့လဲဆိုရင်တော့ဒီလောကကြီးကယာယီပဲဆိုတာကိုသခင်ရှုကပြခဲ့ခြင်းဖြစ်ပါတယ်။ဒီယာယီဒီလောကကြီးကနေထွက်ခွာတဲ့အခါမှာဘုရားသခင်ပြင်ဆင်ထားတဲ့ထာဝရနဲ့ဆိုင်တဲ့ဒုက္ခချမ်းသာလူလက်ဖြင့်မလုပ်တဲ့ဘုရားပြင်ဆင်ထားတဲ့ကောင်းခင်ရွှေအင်ရှိတယ်။အဲ့ဒီကိုကျွန်တို့ကဝင်စားရဖို့ရန်အတွက်သခင်ရှုကဒီလောကကြီးထဲမှာယာယီခဏတာဧည့်သည်ကဲ့သို့အသက်ရှင်တတ်ဖို့ရန်အတွက်ပုံသက်တွေပြခဲ့ပါတယ်။ဒါကြောင့်မို့သခင်ရှုရဲ့ပြရုပ်ကနှိမ့်ချခြင်းပဲဖြစ်ပါတယ်။ ဆာရမဏတ်အင်မတန်မှလိုချင်တဲ့ကောင်းကင်ပလင်ကိုတော့သခင်ရှုကစွန့်လာတယ်။ဖျားဖြစ်ခြင်းကိုစွန့်တာမဟုတ်ပါဘူး။ဖျားရဲ့ဘုံစည်းစိမ်တွေကိုစွန့်ပြီးတော့ဒီလောကကိုဖျားဆင်စစ်နေနဲ့သူကကြွလာခဲ့တယ်။လူစားတိကိုခံယူပြီးတော့လူသားအလုံးအဖြစ်တော့လက်ဝါးကတိုင်မှာအသိခံခဲ့ပါတယ်။ဒါကြောင့်မို့ဒီကြာသာပရိနေညာတပည့်တော်တွေနဲ့နောက်ဆုံးသောညသာစားတဲ့အချိန်မှာသခင်ရှုကနှိမ်ချခြင်းရဲ့သဘောကိုတပည့်တော်တွေရဲ့စိတ်နှလုံးထဲမှာရှိဖို့ရန်အတွက်သင်ပေးခဲ့ပါတယ်။ဒါကြောင့်ခြေတော်စီတိုင်း မာနကြီးခြင်းကစာရမဏတ်ရဲ့သဘောဖြစ်ပါတယ်။မာနနဲ့မာနတ်ကတွားပြီးတော့တူနေပါတယ်။သခင်ရှုကတော့နှိမ့်ချခြင်းသဘောနဲ့အသက်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုသင်ပေးခဲ့ပါတယ်။နှိမ့်ချခြင်းဆိုတဲ့သဘောကဘုရားသခင်ကိုအလိုရှိတဲ့သဘောဖြစ်ပါတယ်။ဘုရားသခင်မပိုင်ဘာမှလုပ်လို့မရဘူး။ဘုရားသခင်ကြောင့်စားရတာပါ။ဘုရားသခင်ကြောင့်ဒီနေ့ထိဝင့်နေရပါတယ်။ဘုရားသခင်ကြောင့်ဒီနေ့ထိအသက်ရှင်ရတာအရာအားလုံးကဘုရားသခင်ရဲ့ကြီးစွာသောကြောင့် အသက်တာထဲမှာဖះကိုလိုတယ်ဆိုပြီးတော့ဖះသခင်နဲ့နေစဉ်သွာလာတဲ့သောသူဟာနှိမ့်ချသောအသက်တာဖြစ်ပါတယ်။မာနကြီးသောအသက်တာကဖះကိုမလိုပါဘူး။ငါဗန်ထဲမှာပတ်စံရှိလို့ငါစားနေရတာ။ဩငါအလုပ်ရှိလို့စားနေရတာ။ငါသားသမီးတွေငါ့ကိုပတ်စံပို့လို့ဟာငါဘဝအသက်တာထဲမှာငါကျန်းမာနေလို့ငါမှာခွန်အားရှိလို့ဆိုပြီးတော့ကိုယ့်ရဲ့အတတ်ပညာကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ရဲ့အစွမ်းတတ္တိပေါ်မှာဝါကြွားတတ်ပါတယ်။ နှိမ့်ချသောသူကတော့ဖရာသခင်ကိုအလိုရှိပြီးတော့ဖရာသခင်ကို အမိပြုပြီးတော့ဖရာကိုကိုးစားပြီးတော့အသက်ရှင်တတ်သောသူဟာနှိမ့်ချသောသူဖြစ်ပါတယ်။ဒါကြောင့်မရှိသောစီတိုင်းကျွန်တော်ဘုရားတက်တာထဲမှာဖရာသခင်ကိုလိုတယ်။ဖရာသခင်ကိုနေ့ရက်စဉ်တိုင်းမှာလိုပါတယ်ဆိုပြီးတော့နှိမ့်ချခြင်းနဲ့အသက်ရှင်တတ်ဖို့ဖြစ်ပါတယ်။ဒါဝိရဲ့အသက်တာထဲမှာဖရာသခင်နှစ်သက်တဲ့အကြောင်းရင်းထဲမှာအဲ့တခုပါပါတယ်။ဒါဝိကနှိမ့်ချတယ်။ဖရာသခင် မပြောဘဲနဲ့ဖျားသခင်မစီခိုင်းဘဲနဲ့ဖျားသခင်အလိုတော်မရှိဘဲနဲ့သူဘာတစ်ခုကိုမှမလုပ်ဘူးဖျားသခင်ကိုအယုံဆုံးဥထိတ်ထားတယ်ဖျားကိုအယုံဆုံးမေးတယ်သူရဲ့အသက်တာထဲမှာဗိမ္မာန်တော်ဆောက်ဖို့ရန်အတွက်သူကဆန္ဒအင်မတန်ပြင်းပြပါတယ်ဒါပေမဲ့ဖျားသခင်ကသူ့ကိုပေးမဆောက်ဘူးမင်းလက်ထက်မှာမဆောက်အောင်မင်းရဲ့သားရှောလမုန်လက်ထက်ကြမှာဗိမ္မာန်တော်ကိုဆောက်ရမယ်အဲ့ဒီလိုပြောတဲ့အခါမှာဒါဝိဒ်ကတကယ်ဆိုရင်သူပြင်ဖြစ်နေပြီသူစီမှာဗိမ္မာန်တော်ဆောက်ဖို့အတွက်ပစ္စည်းတွေအလုံးလောက်ရှိပါတယ် ူစောက်ချင်စောက်လို့ရပါတယ်သူ့သဘောနဲ့သူလုပ်လို့ရပါတယ်ဒါပေမဲ့ဘုရားသခင်ကမလုံနဲ့ဆိုတဲ့အခါမှာသူဘရောမှာဘုရားရဲ့အလိုတော်ကိုလွန်ဆန်ပြီးတော့သူမလုပ်ပါဘူးနှိမ့်ချစွာနဲ့ဘုရားပြောတဲ့အတိုင်းကိုဝန်ခံတတ်ပါတယ်ဒါကြောင့်ခြေတော်စီတိုင်းဒါဝိတ်ကသူ့ရဲ့နေရာမှာ အာနာရှိတယ်ယာဒူးရှိတယ်သူ့ရဲ့အသက်တာထဲမှာလိုအပ်တဲ့စီးစိမ်ဥစ္စာတွေရှိတယ်သူ့မှာပစ္စည်းတွေအားလုံးရှိပါတယ်ဒါပေမဲ့ဘုရားသခင်ကဗိမ္မာန်တော်ကိုမဆောက်နဲ့ဆောက်လို့မရဘူးလို့ပြောတဲ့အခါမှာ သူဖျားသခင်ကိုလွန်ဆန်ပြီးတော့မလုဆောင်ခဲ့ပါဘူး။သူဝင်ခံခဲ့ပါလေ။ဒါကနှိမ့်ချခြင်းရဲ့သဘောဖြစ်ပါလေ။ဒါကြောင့်မချေသောစီတိုင်းကျွန်တော်ဘုရားတတတဲမှာလုံလို့ရတဲ့အခြေအနေတောင်မှမလုဘဲနဲ့ဖျားအလိုတော်ကိုဝင်ခံပြီးတော့နှိမ့်ချတတ်သောသူ ဖြစ်ပါလေ။ဖျားစကားတိုင်းဖျားကိုအမိပြုပြီးတော့နေ့စဉ်အသက်ရှင်သောသူများဖြစ်ပါစေ။ဒါကြောင့်မို့ချေသောစီတိုင်းဒီနေ့ Hollywood ရဲ့ကြာတာရင်းနေမှာနောက်ဆုံးသောညတာစားပွဲမှာသခင်ရှုလုပ်တဲ့အမှုတစ်ခုကတော့တပည့်တော်ရဲ့ခြေကိုဆေးခဲ့တယ် သခင်ရှုကနှိမ်ချခြင်းရဲ့ပုံသက်တွေကို အပြောမဟုတ်ဘဲနဲ့လက်တွေပြသခဲ့ပါလေ။ဒါကြောင့်မို့ကျွန်တော်တို့အသက်တာထဲမှာလေကျွန်တော်ကိုးကွယ်တဲ့ဖခင်ကနှိမ်ချတဲ့ကဲ့သို့ကျွန်တော်တို့ကလည်းနှိမ်ချသောသဘောနဲ့ဖခင်ကိုအလိုရှိပါတယ်။အချင်းချင်းတို့ပုံမှာလည်းနှိမ်ချတဲ့စိတ်နှလုံးနဲ့အသက်ရှင်ခြင်းအပြင်ဖခင်ရဲ့ဘုန်းလင်းကိုထင်ရှားပြီးတော့ဖခင်အလိုတော်ကိုဝန်ခံခြင်းနဲ့အသက်ရှင်လက်တော်သူများဖြစ်စေဖို့ဝင့်ကပါတယ်။အားလုံးပုံမှာဖခင်ရှင်ကောင်းကြီးပေးပါစေ။